နေရအခုဆိုရင်ကြံခဲ့တဲ့ဘက်ကလည်းကျွန်တော် light တိတ်ပြီးတော့ကောင်းကောင်းမလွှင့်ဖြစ်ဘူးပေါ့နော်လွှင့်တော့မနက်ရေဦးပိုင်းလောက်ပဲလွှင့်လိုက်တယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့ကဏ္ဍနေပါကြတယ်နော်အခုဒီတစ်ဘက်ဆိုရင်ကျွန်တော်တနင်္လာနေ့ဒီနေ့ပေါ့နော်မလွှင့်လိုက်ဘူးဒါအခုမနက်ဖြန်ကျွန်တော်တို့က30ရက်ဖြစ်နော်30ရက်နေ့အတွက်ကိုကျွန်တော်လွှင့်မှာနော်30ရက်အင်္ဂါနေ့အတွက်ကိုကျွန်တော်လွှင့်မှာအဲ့တော့30ရက်အင်္ဂါနေ့အတွက်ကိုကျွန်တော်က ဘာကြီးပြောသွားမလဲဆိုရင်နေတိုက်ကြီးပြောသွားမယ်เนาะနောက်တစ်ခါကျွန်တော်တို့တပတ်စာအခွေတွေ break တွေအကုန်ပြောသွားမယ်เนาะတယောက်တက်လာတယောက် subscriber လေးတွေလောက်တာမလောက်ရသေးဘူးလောက်ပြီးသားလူတွေကတော့လက်မှတ်လေးတွေပဲနှိပ်ထားเนาะအမ်လူချင်းမဲဆိုတော့မင်္ဂလာပါဆရာဟုတ်ကဲ့ပါမင်္ဂလာပါကိုလေးเนาะမင်္ဂလာပါဟုတ်ဒီနေ့ဆိုရင်လည်းကျွန်တော် ပတ်သီးအနေနဲ့ပေးမယ်ဆိုရင်ပါတာပေါ့အဲကျွန်တော်ကပေးခြင်းဒီနေ့လာတောင်တဲ့လူတွေနှစ်ကွက်ပဲပေးလိုက်တယ်တနေ့ကနှစ်ကွက်ပဲထိုးဘာဖြစ်လို့ဆိုတော့ကျွန်တော်လည်းအလုံးမှာတော့အသေးချာမကြည့်နိုင် မကြည့်နိုင်တဲ့အဖို့မှာပတ်သီးဆိုတဲ့အရာဝတ္ထုတစ်ခုကပေးလိုက်ရင်မှားသွားမှာကြောက်တယ်ဒါပုံမှန်လည်းနေပြောတယ်မှားသွားလို့ဟိုလွဲသွားရင်ကျွန်တော်တို့ကနာမည်ပဲကျွန်တော်တို့ပေးလိုက်လို့မထိတာဘယ်သူမှလည်းလာပြောလို့မရဘူးလေ ဒါပေမဲ့သူတို့မှာငွေကြီးနဲ့ရင်းနှီးပြီးတော့လောက်ရတဲ့အတိုင်းအတာတစ်ခုကြတော့အမှားယုံမခံနိုင်ဘူးသူတို့အစားကျွန်တော်အမှားယုံမခံနိုင်ဘူးအဲဒါကြောင့်မို့ဒီနေ့ဆိုရင်လာတောင်းတယ်တချို့ဆိုဆရာပတိမပေးဘူးလားဒါကြီးပတိလေးပို့ပေးပါအောင်တကယ်လဲကျွန်တော်ကနန်းကိုသေချာမကြည့်ပဲနဲ့မပေးခြင်းဟုတ်ဟာသေချာကြည့်ပြီးတော့မှကျွန်တော်ကပေးခြင်းတာအဲ့တော့အခုဆိုရင်ဒါမနှက်ပြန်တော့ဆိုရင်ဒါကြောင့်ကြည့်ပြီးပါပြီနော်မမတော်ဆိုဆိုရင်ပတိလေးမင်းရောက်ွက်တွေကျွန်တော်ကြည့်ပြီးပါပြီ ဟာကြည့်ပြီးသွားတဲ့အတွက်ကျွန်တော်အခုတက်လှမ်းမယ်မနှက်ပြန်အတွက်ကိုပေးမယ်ဟုတ်လားနော်အဲ့တော့တရားမြင်တရားစာခွိုက်ပါလေးလောက်ထားလက်မလေးတွေနှိပ်တရားတစ်ချက်ပဲနှိပ်အများကြီးမနှိပ်နဲ့လာကြည့်အောင်ပြောပြလာယူကျွန်တော်ပြောပြီးသွားရင်ဟိုကတိတီတို့ရှင်ထာဝရတစ်သက်လုံးလက်တွဲလို့ရလာယူပါ ောက်သွားတဲ့ခါကျရင်သူများကလေလူတွေအများကြီးပေးကြမလို့ဘူးဟုတ်လားရားတိုင်းမမတွေ့လို့ဘိုက်ဘာမှာလည်းမဟိုင်းနာဟုတ်တယ်ကိုဇော်လွင်ဆိုတော့ကိုဇော်လွင်ဆိုတော့ကောက်ဟုတ်ပါလေကိုကြီးနော်ဘလိုလုပ်ဆိုတော့ကျွန်တော်မသေးချာချာဟိုဘလိုရမယ်ဆိုရင်မကြည့်နိုင်သေးလို့ကျွန်တော်မတက်တာမနက်ကဆိုတော့လာယူရတာပဲဘိုက်ဘာမှာဘူးလေအားလုံးကျွန်တော်မပို့ပါဘူးအေးလာယူတဲ့လူတော့ မိတဲ့အချိန်တွေးတဲ့အချိန်ပို့လိုက်တယ်ဘာပေးလိုက်လဲနှစ်ကွက်ထဲပေးလိုက်တာမနက်က၄ငါမှုလို့ပေါ့အဲ၄လေးမှုလို့ပေါ့၄လျှောက်ဆိုရင်အကုန်ပေါက်ကြတယ်ကျွန်တော်မနက်ကနှစ်ကွက်ထဲထုတ်လိုက်တာအဲနှစ်ကွက်ထဲကမိန်ကွက်နှစ်ကွက်ထဲကိုကင်ပြီးတော့ထုတ်လိုက်တယ်ဟုတ်လားကျွန်တော်တို့ကဘာထွက်သွားလဲဆိုတော့၄လေးတဲ့ဒီညနေတယ်ကြော်သေးတာပေါ့ခွန်ခွန်လဲပြီးရောမလို့ဒီကံဒီ28မိနစ်ကြာမှာ90ဆိုတော့အဲ့လိုမျိုးလေဟမ် အဲ့အဲ့တော့မလက်ဖန်ကျွန်တော်တို့က30ရက်9လာ30ရက်9နဲ့9နဲ့မော်အင်္ဂါနေ့ဘောနော်ဒီပအမ်ပရိတ်ကိုအရင်ပြောမယ်နော်ပရိတ်လိုက်တဲ့လူတွေကျွန်တော်ပြောမယ်နော်ပရိတ်လိုက်တဲ့လူတွေကဘာကောင်းလဲဆိုတော့38ပရိတ်နော်ဒီမလက်ဖန်နော်မလက်ဖန်အင်္ဂါနေ့ရိုက်လိုက်38ပရိတ် နော်ဒါပေမဲ့ရှစ်ဘရိတ်ထွက်သွားရဆိုတော့အားမငယ်နဲ့သုံးဘရိတ်ကျန်သေးတယ်နော်ဘရိတ်ရှစ်ထွက်သွားရဆိုပေမဲ့လည်းအားမငယ်နဲ့ဘရိတ်ရှစ်ကပြန်ကြအောင်ပါနော်လေးဘူးကြထားတာဘရိတ်ရှစ်နော်ဒါမှမဲ့အားမငယ်နဲ့ကျွန်တော်က3ရှစ်ဘရိတ်တပတ်စာဖမ်းထားတာဒီနေ့ရှစ်ဘရိတ်ကြရဲဆိုလို့အားမငယ်နဲ့3ရှစ်ဘရိတ်သူမရှစ်ဘရိတ်ကြရဲထပ်ထုံး3ရှစ်ဘရိတ်တိုင်းမီတိုင်းလိုက်ရိုက်တဲ့လူတွေပေါ့နော်ဟာ မင်းသားဆရာလိုင်းမောင်မားလည်းမတွေ့လို့ပြောနေတာဟုတ်တယ်မတွေ့ဘူးဆိုတော့ကျွန်တော်ပြောနေပေါ့မပိုင်မနိုင်မင်းနဲ့တတိချာချာမသိရပဲနဲ့ကျွန်တော်လူလူရန်သားမှန်းတဲ့နဲ့ကျွန်တော်မပေးတတ်ဘူးပေးတယ်မပေးကြအောင်အဲ့တော့ကျွန်တော်ပြောပြပါမယ်မနေ့ပြန်အင်္ဂါနေ့ရပြီနော်အင်္ဂါနေ့လာယူအကုန်ပေးမယ်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ပြောမယ်အခုကျွန်တော်တို့က ဗရိတ်အနေနဲ့ဆိုရင်3 8ဗရိတ်ကြာပြီလေဆက်လိုက်ရမှာเนาะ8ဗရိတ်ကြာသွားတော့အမှန်ငယ်နဲ့အမှန်ငယ်ပြောမယ်ဆို3 8ဗရိတ်မနေ့ကတနေ့နာနေ့ကဆက်ပြောမယ်ဆိုရင်ဒီနေ့ပေါက်ကြတော့ဒါအကြံမပြောမပြောဆိုအလုံးမအားတဲ့အတွက်မပြောအဲ့တော့3 8ဗရိတ်တစ်ဖက်စာအခွေအနေနဲ့ကျွန်တော်ပြောပြမယ်เนาะအခွေအနေနဲ့ကိုကျွန်တော်ပြောရအောင်เนาะ4 9 3ညအခွေเนาะတခါကြည့်မှတ်ထား4 9 3ည လေးလုံးကိုအပူပါပေါ့နော်ဟုတ်လားလေးကို9တုံညာအပူပါအခွေပါနော်ဟုတ်လားဒီအပူကဘာကြောင့်ကြရတာလဲဆိုရင်ခဏနေအကိုမားတို့ကျွန်တော်ခဏခဏပြောဖို့ရ60ထွက်ပြီးပါရင်နှစ်ရက်အတွင်းအပူဆင်းတယ်လို့နော်နှစ်ရက်အတွင်းအပူဆင်းတယ်ဟုတ်တယ်ဦးကြီးမင်းပြောတာမှန်ပါနော် อืม6 9 9ညအခွေပါเนาะဒါမဲ့၄ဘူးကြပါလေဟိုကိုအပူထည့်ခြင်းလိုပဲဆက်ထည့်ပေါ့ဗျာเนาะမထည့်ခြင်းဆိုတော့အပူကဒီတစ်ခုနဲ့ပြီးတာလည်းမဖြစ်မပြောတယ်ဘူးလေဒါမဲ့ကျွန်တော်က6 9 9ညအပူပါเนาะအဲ့တော့ဟုတ်ပြီတတိ6 9 9ညအပူပါ ਨੇ မနှက်ပြန်နေတိုင်းနဲ့သွားတိုက်နေတယ်เนาะပရိတ်ကကျွန်တော်ဗာပရိတ်တယ်38ပရိတ်38ပရိတ် ဲ့ဒီ38 break ကဘာနဲ့အားကောင်းလဲဆိုတော့38 break ကိုနော်ဟာ break ကြောင်းလည်းမပြောတော့ break ကြောင်းက38 break ပဲပြောရတော့မယ်အဲ့ဒါပြောရင်တိုက်ပေါ်ကုန်လုံးနော်အဲ့တော့ဒါတော့38 break နော်အပူကအခွေရ4953ညာအခွေနော်ဒါအခွေပြောတာမနေ့ပြန်နေတိုက်က9003ညာအချိန်မနေ့ဖောင် เนาะဒီအောင်ပြောပြတာ93ညအချိန်ဟုတ်လား93ညအချိန်ကိုဟိုဘယ်လိုပြောရမလဲဆိုတော့အမျိုးလူအနေနဲ့ကိုယ်မှာဝိုင်းချင်းရှိမယ်ဆိုရင်ကီးရှိမယ်ဆိုရင်ကီးနဲ့ကတ်ပေါ့เนาะမချီဘူးဆိုရင်လည်း3ညကိုကြိုက်ရင်3ညကိုလိုက်ကျွန်တော်ပြောပြပါเนาะကျွန်တော်ကပြောတယ်ဆိုတာတရားမှာ90ရာခိုင်နှုန်းတော့ဖြစ်ရှိအများဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာเนาะ93ညအချိန် အဲ့ဒီကိုးတုံညာအချိန်ကိုမနှက်ဖြန်ကိုကိုးကြိုင်ရင်ကိုးကိုလောက်လေးဦးနှင်းပြောတော့မယ်တုံညာကိုကြိုင်ရင်တုံညာကိုလောက်နော်အဲ့တော့ကျွန်တော်ချီလာယူရင်ကျွန်တော်ကပါပေးမယ်ဗရိတ်တည်းမပေးဘူးဗရိတ်ကကျွန်တော်လိုင်းမှာမပြောပြပါဘူးအခွေလည်းမပြပေးဘူးလိုင်းမှာမပြောပြပါဘူးဒါပေမဲ့ကိုးတုံညာအချိန်နဲ့ဟာအဲ့ဒီထဲရမှာပတ်တီးတလုံးကောင်းရွေးပြီးမိန်းသုံးခွက်ကျွန်တော်ထုတ်နော်ပတ်တီးတလုံးကိုအကြိုက်ဆုံးပတ်တီးကိုထုတ်မှပြီးရင် main သုံးခွက်ထုတ်အဲ့တော့ login နဲ့အမျိုးတွေကတော့ဒီဖုန်းနံပါတ်နော်အဲ့ဒီဖုန်းနံပါတ်အဲ့ဒီဖုန်းနံပါတ်ကိုကြည့်တာ399 999 999ခွန်ကြီးပဲလေးတော့เนาะ399ခွန်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 လေးလုံး933 49ကိုအဲ့ဒီဖုန်းနံပါတ်ကိုဗိုက်ပါရှိတယ်ဗိုက်ပါမှာလာယူ ဘိုင်ဘာမှာလာယူစခွင်ဆော့ရိုက်တာဟမ်စခွင်ဆော့ရိုက်တာနော်ဘိုင်ဘာမှာလာယူကျွန်တော်ဒီညအကုန်ပို့တယ်ရောက်မကြံအကုန်ပို့နော်ဘာကြောင့်လဲဆိုတော့ငနက်ခံစပြီးတော့ကြံရှိတဲ့၄ရက်အတွင်းတနေ့တစ်ကြိမ်ပေါ့အောင်လို့ကျွန်တော်စူးစမ်းထားမယ်စူးစမ်းပေးမယ်ညာယူကမိတ်ဆွေတို့ရဲ့တာဝန်ပဲဟုတ်လားเนาะ လိုင်ဝကတော့မိတ်ဆွေတို့ရဲ့အဓိကတာဝန်ပဲเนาะမယူတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ဘက်ကတော့အတက်နိုင်ဆုံး100မှာ90ရာခိုင်နှုန်းလို့အသေးစားဆုံးကဏ္ဍနေကျွန်တော်ဆိုဟုတ်တယ်မနေ့ပြန်ကိုးတုံညာအချိန်ကိုးတုံညာအချိန်နဲ့ကြိုက်နှစ်သက်တဲ့အလုံးတလုံးရွေးချယ်ပြီးတော့လို့အဲ့လာမှမရွေးတတ်ဘူးဆိုရင်လာခဲ့ကျွန်တော်ကတည်းကပြောတယ်ဒီဖုန်းနံပါတ်ကိုဒိုင်ဘာမှာလာယူเนาะ ဗိုက်ဘာမှာလာပြီးတော့နေတိုက်လိုချင်လို့ဗာပြောနေတိုက်တနေ့တစ်ကြိမ်ပေါအောင်လို့ကျွန်တော်ဘက်ကစူးစမ်းပြီးမယ်ဟုတ်ပြီလားကဲအားလုံးပဲမျိုးတို့ရေလိုချင်တယ်ဆိုရင်တော့အဲ့ဒီဖုန်းနံပါတ်ကလေးမှာဗိုက်ဘာမှာလာဟိုင်းကြပါနော်ကဲအားလုံးပဲကောင်းတော့ညချမ်းလေးပါလို့နော်